လင်းလိုင်းကွန်ရက်ကနေကြိုဆိုပါတယ်ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစီဝေးကော်မတီအဘော်ပြည်သူအားလာကြတဲ့အမှတ်၁၈1999ခုနှစ်ဒီဇင်ဘာလတုန်းမှာဖော်ပြပါရှိတဲ့အရှုံးပေးသူသာအစ်စ်အမှန်ထာဝရရှုံးသူဆိုတဲ့ဆောင်းပါဖြစ်ပါတယ်အရှုံးပေးသူသာအစ်စ်အမှန်ထာဝရရှုံးသူတိုက်ပွဲတရာအောင်ပွဲတရာ တိုက်တိုင်းအောင် စတဲ့ဆောင်းမုတ်တွေဟာလက်တွေသဘောထက်လှုံ့ဆော်ရင်းနဲ့စိတ်တက်မြင့်တင်ရေးသဘောဆောင်းပါတယ်။ကဘာသမိုင်းမှာတိုက်ပွဲတိုင်းနိုင်နေဆိုတာမရှိခဲ့ဘူးပါ။အောင်ပွဲကြီးတိုင်းယာယီဆုံးရှုံးရမှုများကိုကြုံခဲ့ရဖျက်ဆီးခဲ့ရတာကြီးပါ။ကြီးမြတ်တဲ့အောင်ပွဲဟာဘယ်တော့မှမတော်တဆရှောင်းနေခင်မရခဲ့ဘူးပါ။ရေရှည်လုံးမှန်းပြီးမှရခဲ့တာကြီးဖြစ်ပါတယ်။အခြေအနေအချက်လက်များလည်းပြေဆုံး တိုက်ပွဲနိပရိယလည်းမှန်ကန်မှရန်ကအချိုးစားဟာမိမိဘက်ကို တပန်းသာလာစေကာအောင်ပွဲရခဲ့ကြခြင်းဖြစ်ပါတယ်တိုက်ပွဲဝင်သူတိုင်းအခြေခံထားရမယ့်စိတ်ဓာတ်ဟာအနိုင်မခံရေးအရှုံးမပေးရေးဖြစ်ပါတယ်ဆုံးရှုံးမှုကိုကြုံရတဲ့အခါမှာဆုံးရှုံးသူကအနိုင်ခံလိုက်မှအရှုံးပေးလိုက်မှထာဝရရှုံးသွားတာဖြစ်ပါတယ်တိုက်ပံပညာဆန်းသတ်မှုမှဖြစ်စေလူဒန်းသားတိုက်ပွဲမှဖြစ်စေ တော်လိုင်းရေးလှုပ်ရှားမှုမှာဖြစ်စေတချီတဲနဲ့အောင်မြင်တာမရှိပါဘူးဆုံးရှုံးမှုတွေတတိကြီးကြုံပြီးမှအောင်ပွဲရလိမ့်ရှိပါတယ်အရှုံးနဲ့ကြုံလိုက်ရတာနဲ့စိတ်သက်တွေပြော့ညံ့ကအရှုံးပေးလိုက်ရင်အဲ့ဒီခါကျမှတကယ်ရှုံးသွားတာဖြစ်ပါတယ်နေ့ဗမာပြည်ကွန်မြူနစ်ပါတီဟာ1300ပြည့်ရေးတော်ပုံဆုံးရှုံးရာမှပေါ်လာတာဖြစ်ပါတယ်ဒီစကားဟာကြားရသူတို့ဖို့တမျိုးကြီးဖြစ်ပါလိမ့်မယ်ဒါပေမဲ့ ဒါဟာတကယ်ဖြစ်ပါအားလုံးသိကြတဲ့အတိုင်းထောင်းသွားပြည့်ရေးတော်ဘုံကိုအလौဒမားလယ်သမားကြောင်းသားမြို့နစ်ဆင်းရဲနဲ့အလက်တန်းစားတွေပါဝင်တိုက်ပွဲဝင်ခဲ့ပါတယ်ဒုဗမာစီယုံနဲ့ကြောင်းသားသမဂ္ဂရဲ့ခေါင်းဆောင်မှုနဲ့တိုက်ခဲ့တာပါပြည်သူလူထုထောက်ခံမှုလည်းရပါတယ်ဒါပေမဲ့ရှုံးသွားပါတယ်ဒီလိုရှုံးသွားတော့တချို့ကတကယ်ပဲအရှုံးပေးသွားကြပါတယ်အစိုးရပညာတော်သင်ဖြစ်သွားသူ အစိုးရရန်ရတဲ့ဝင်ကယာဒူးယာကန်ယူသွားသူနိုင်ငံရေးစိတ်ကုံသွားသူတွေဖြစ်ကုန်ပါတယ်တချို့အ ਨੇ စုကလောက်ကြံရေးအစုဖွဲ့တွေဖွဲ့ကြပြီးလောက်ကြံရေးဘရင်ကန်တပ်ဖို့အင်္ဂလိပ်အရာရှိတပ်ဖို့အလိုတော်ကြီးတပ်ဖို့လုံးမကြပါတယ်တကူတော်စွန့်စားရေးအစုဖွဲ့လေးတွေ ਨੇ စွန့်စားရေးလမ်းလိုက်သွားကြတာပါအဲ့ဒီတုန်းကငကနကိုင်းဆိုတာပေါ်ပါတယ်အင်္ဂလိပ်လေချောင်းသွေးနဲ့ခြေဆေးမယ်ဆိုတဲ့ပိုစတာကပ်ပါတယ် လောက်ကြံရေးအတွက်လည်းစိုင်းပြင်းပါတယ်လက်ပစ်ဘုံတီထွင်ဖို့ကြိုးစားပါတယ်တကယ်ရန်သူကိုရန်သူလို့မြင်ကြတဲ့သူတွေဖြစ်လို့သူတို့ရဲ့နီလာကမမှန်ပေမဲ့တော်ပါသေးတယ်သူတို့ဟာအရှုံးပေးသူတွေမဟုတ်ပါဘူးဒါပေမဲ့ရန်သူကိုတော်လိုင်းရင်လမ်းကြောင်းလွဲအောင်လောက်ခွင့်ပေးတယ်လို့ဖြစ်သွားတတ်တယ်အများတကအများစုကြီးကတော့နီလာမမှန်ယုံမကရန်သူလဲပြောက်ခွဲကြတယ်အင်္ဂလိပ်နယ်ချဲ့အကြိုက် လားဗမာအဒီကယုံမှာတက်တက်ကြွကြွပါဝင်ခဲ့ကြတော့တယ်။ကလားဗမာဒီကယုံမှာဘဲသူတွေတေကြည်တန်ရာရခဲ့ကြပါသလဲ။တနေ့လုံးမှာတနေ့စားရတဲ့ကလားဗမာဆင်းရဲသားတွေပဲဖြစ်ပါတယ်။တထေးတွေကတိုက်တကားပိတ်ပြီးပုံမပြတ်စားတောက်နေထိုင်ကြပါတယ်။သူတို့ဟာတနေ့လုံးမှာတနေ့စားရသူတွေမဟုတ်ပါဘူး။အင်းလိမ့်နေချက်အစိုးရကအကာအကွယ်ပေးထားပါတယ်။အလောက်ကခਿੱတအနာယူထားတယ်လို့နေထိုင်ကြပါတယ်။အရှုံးလည်းမပေးနိုင် လမ်းလွဲလဲမလိုက်လို့သူတွေကဘာကြောက်အင်္ဂလိပ်နယ်ချက်ကိုမနိုင်တာလဲမတူရင်မတူနဲ့ဆိုတာမှ တူအောင်ဘာတွေလောက်ရမလဲနိုင်အောင်ဘာလောက်ရမလဲဆိုတာတွေကိုအဖြေရှားကြရင်နယ်ချက်ဆန့်ကျင်ရေးသဘောတရားနယ်ချက်ဆန့်ကျင်ရေးတဏ္ဍာဗျူဟာနဲ့နိပရိရဲ့လမ်းစဉ်နယ်ချက်သမားကိုအန်တုနန်နဲ့လှုပ်ဟန်မှုကိုတွေ့ကြပါတယ်ဒီလိုနဲ့ပမာဘီကွန်မြူနစ်ပါတီပေါ်လာတာပါဒါကြောင့်ထောက်တော်အပြည့်ရေးတော်ဘုံဆုံးရှုံးရာမှ ပေါ်လာတာလို့ ဆိုရခြင်းဖြစ်ပါတယ်၃သဘောတရားရဲ့တဏ္ဍာပြူဟာနိပရိရဲ့လမ်းစဉ်ရဲ့တော်လာရဲ့လောက်ခံရဲ့ရယုံနဲ့ကိစ္စပြီးတာမဟုတ်ပါဘူးဒါတွေဟာစိတ်ပိုင်းဆိုင်ရာဆန္ဒပိုင်းဆိုင်ရာအချက်လက်တွေပဲဖြစ်ပါတယ်အောင်ပွဲရဖို့ဆိုရင်တခြားအချက်လက်တခုမဟုတ်ချလို့ပါတယ်အဲ့ဒါကတော့တော်လန်အောင်ကြွမှု ဖြစ်ပေါ်စေမဲ့ရုပ်အခြေအနေအချက်လက်ဖြစ်ပါတယ်ဒါက တွေးခေါ်မျှော်မြင်ယူလို့ရတာမဟုတ်ပါဆန္ဒအရဖန်တီးလို့လည်းမရပါစောင့်ရပါတယ်ပြင်ဆင်လို့ရတာမှန်သမျှပြင်ဆင်ရင်အခါခွင့်ကောင်းကိုစောင့်ရပါတယ်တော်လိုင်းရေးသမားများဖို့ဒီစောင့်ရခြင်းဟာအလွန်စိတ်မရှိနိုင်စရာတနေ့လာလဲဒါတနေ့ကူတော့လဲဒါပဲဖြစ်နေတော့အလွန်စိတ်သက်ကြစရာအကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒီအချိန်ဟာမိမိကိုယ်ကိုစမ်းသပ်ခြင်းသေးသာတင်ခြင်းလို့သဘောထားရပါမယ် BIA အတွက်စောင့်ရတာတိတ်မကြပါစစ်ကြီးအတွင်းဖြစ်လို့ဖြစ်ပေါ်ပြောင်းလဲမှုမြန်ဆန်ပါတယ် BIA နဲ့စာရင်ဖက်ဆက်ဂျပန်ဒေါ်လာရေးကိုစောင့်ရတာက ပိုးကြပါတယ်တချို့ဆိုရင်စိတ်ယူထပြီးဂျပန်ကို တိုက်မဲ့ရက်ရက်ချင်းပေးပြီးတိုက်ဖို့ကြံစီပါတယ်စိတ်ထဲကကြံစီတာပါ တကယ်လို့တာမဟုတ်ပါဘူးဘုံနေဝင်းကိုဆရာမွေးဖို့ဘယ်သူတွေလောက်ခဲ့တယ်ဆိုတာဖြောင်းချက်ပေးသွားသူကမကြငင်ကပြောသွားတာကြားလိုက်ရပါတယ် အဲ့ဒီမှာသူတို့စိတ်ယူထခဲ့တာကိုတကယ်လုတ်ခဲ့တယ်လို့လို့ပြောသွားပါတယ်။အမှန်ကတကယ်မလုတ်ခဲ့ပါဘူး။လုတ်ခဲ့ရင်ဂျပန်ကဒီတိုင်းကြည့်နေပါမလား။တတ်ထဲမှာဖက်စစ်စရိုက်ဖက်စစ်ယူဆဝင်နေသူတပ်ပေါ်ဒီမနေပါဘူး။သူတို့ကချက်ချင်းသတင်းပေးလိုက်မှာပါ။စိတ်ကူးတွေကစိတ်ယူမှုသူတို့ကိုဂျပန်မဖမ်းပါဘူး။ဘာမှမဖြစ်ခဲ့ပါဘူး။ဒီစိတ်ကူးပေါ်လာတာကလည်းတဒက်လုံးမှာရှိတဲ့အခရာကျသူတပ်မှုကြီးတွေအားလုံးလောက်ကွန်မြူနတီဖြစ်ကုန်တာသိသွားတော့ ိတ်မနိုင်ခဲမရဖြစ်ပြီးကွန်မြူနစ်ဘယ်လုံးမှမဖြစ်နိုင်တဲ့ဘုံနေဝင်းကိုတွားကတ်ဆရာမွေးတာပါသူတို့လူစုကလည်းလက်တဆုပ်စာသာရှိပါတယ်ပြီးတာပြီးပါစေတော့လို့ပါတီကသဘောထားခဲ့ပေမဲ့အဟုတ်လို့လို့တကယ်လို့လို့ပြောသွားလို့ပိုအရေးကြီးတာက လောလောဆယ်ဒီမိုကရေစီ တော်လှန်ရေးမှာစိတ်မရှိနိုင်သူတွေကိုမြောက်ပေးတယ်လို့လို့ပြောသွားလို့အခုရှင်းနေရတာဖြစ်ပါတယ်လေအခါခွင့်ကောင်းကိုစောင့်ရခြင်းဟာ တဏ္ဍာပြူဟာတာဝန်ဖြစ်ပါတယ်။ပါတီထောင်ပြီးနောက်ကွန်မတီများဟာတဏ္ဍာပြူဟာတာဝန်ဖြစ်တဲ့အခါခွင်ကောင်းကို ထိုင်ပြီးမဆောင်ပါဘူး။ပြင်ဆင်နိုင်တာပြင်ဆင်ရင်းဆောင်ပါတယ်။လောက်ကြံရေးဝါဒလူမျိုးမုံဒီရေးဝါဒဟာလွတ်လပ်ရေးအတွက်လမ်းမှန်မဟုတ်ဘူးဆိုတာကိုအရေးတော်ပုံလုတ်ဖို့ကိုင်ပဲများတွင် ထောင်တွင်းမကြံရောက်ရရက်မှာရှင်းလင်းတင်ပြပါတယ်။အခါခွင်ကောင်းဟာစောင့်ရတာတိတ်မကြလိုက်ပါဘူး။ပါတီထောင်ပြီးရက်ပိုင်းတွင်မှာဒုတိယကမ္ဘာစစ်ဖြစ်ပါတယ်။ ဥရောပမှာပဲဖြစ်သေးတာမဟုတ်ရော ရှုပ်ရှုပ်ထွေထွေဖြစ်စဉ်ရှိတဲ့စစ်ဖြစ်နေတာကြောင့်ပါဗမာပြည်လူထုကို တိတ်ပြီးကြရက်မရိုက်ပါဘူးဒုတိယကမ္ဘာစစ်အာရှကိုကူးလာမှပြည်သူတွေရဲ့ဘဝနဲ့တိုက်ရိုက်ပတ်သက်လာပါတယ်စစ်ဖြစ်လာတော့နိုင်ငံရေးတက်ကြွသူများကြားမှာတွေးခေါ်မျှော်မြင်ရေးဆိုင်ရာ တိုက်ပွဲ ဖြစ်ပေါ်ပါတယ်ဘာလောက်ကြမလဲဆိုတဲ့ပြဿနာပါထွက်ရက်ဂိုင်းဖွဲ့စည်းခြင်းဖက်စစ်ဆန့်ကျင်ရေးလမ်းစဉ်ချမှတ်ခြင်းများဟာ ဗမာပြည်ကွန်မန်ဒပါတီရဲ့အမျော်မြင်ချက်ပေါ်လာတာတွေကြီးဖြစ်ပါတယ်။ဘာလောက်ကြမလဲဆိုတဲ့ပြဿနာရဲ့အဖြစ်ဖြစ်နေချဲဆန့်ကျင်ရေးတော်လှန်မှုလုပ်ဖို့ဖက်စစ်ဆန့်ကျင်ရေးတော်လှန်ရေးလုပ်ဖို့အဖြစ်ရရှိခဲ့ကြပါတယ်။တော်လှန်ရေးလုပ်ဖို့ဆိုတဲ့အဖြစ်ရရှိလိုက်တာနဲ့တပြိုင်နက်ထောင့်သုံးအပြည့်ရေးတော်ပုံဆုံးရှုံးမှုကြောင့်ဖြစ်ပေါ်လာတဲ့အရှုံးပေးရေးဝါဒ၊လောက်ကြံရေးဝါဒ၊လူမျိုးရေးဝါဒတွေဟာပြောက်ကွဲကုန်ပါတယ်။အာသစ်မန်သစ်တွေတက်လာပါတယ်။ တော်လိုင်းရင်နှစ်ခုကြောင့်ဗမာပြည်ရဲ့လွတ်လပ်ရေးလမ်းကြောင်းဖြောင့်ပြေးသွားတာဖြစ်ပါတယ်။ငါမျိုးဆက်သစ်များခင်မှာအခါခွင်ကောင်းစောင့်ရသူတွေကန့်ထူးကြုံပါတယ်။ဟိုတုန်းကလည်းမတူပါဘူး။ဟိုတုန်းကကိုစီလေးလာရေးလှုပ်ဖို့စာအုပ်စရံတိတ်ရှားပါတယ်။နိုင်ငံပညာတော်တင်တွေ အပြန်မှာယူလာတဲ့ဖေဗီယန်ဝါရစာအုပ်စရံအနေချင်းသာခိုးဝှက်ဖတ်ပါတယ်။နိုင်ငံရေးတင်နန်းပေးရင်လည်းထောင်ထဲမှာပေးရတာများပါတယ်။ ရေဒီယိုဆိုတာလဲလူလူသုံးမဟုတ်ပါထုတ်လွှင့်တာလဲအစိုးရကပါယခုခေတ်မှာအာသာချက်တွေအများကြီးရှိပါတယ်အစွမ်းကုန်အသုံးချကြရပါမယ်ကျွန်တော်တို့အမိနိုင်ငံဟာအများကြီးနောက်ကျကျန်ခဲ့ပါပြီကျွန်တော်တို့ကိုတပြီးပြီးတပြီးကြော်တက်နေပါတယ်ကျွန်တော်တို့ဖြက်လန်းကလိုက်မှမိမှာပါအခါခွင့်ကောင်းလဲစောက်ပြင်သင့်တာပြင်ဆင်မိမိကိုယ်ကိုယ်လည်းအသိပညာမြင့်တက်အောင်လုပ်ကြရပါ မျိုးဆက်ဟောင်းများစောင့်ရတဲ့ခေတ်နဲ့မတူတော့တာကိုအသိမှတ်ပြုပြီးမိမိတို့မျိုးဆက်သစ်များရဲ့အားသာချက်တိုင်းကို တိုးပွားစေရပါမယ်။တိုးပွားခွင့်ရအောင်လဲဝိုင်းဝန်းဖန်တီးပေးကြပါမယ်။